င်းစစ်ဟန်ရဲ့တမီလေးခင်မိုးဆန်ရဲ့အုတ်ထင်းသူပေါ့နော်မမေကနေပြီးတော့မှအချိန်ပေးပြီးတော့မှတက်ရောက်ပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အမရဲ့နာမည်လေးကိုအရင်ဆုံးမိတ်ဆက်ပေးပါအောင်ရှင်မကျွန်မနာမည်ကတော့အေးမြတ်မြတ်ခိုင်မာ ဟုတ်ကဲ့ဟုတ်အဲ့တော့ဟိုဒီနေ့ meeting လေးပေါ့နော် meeting လေးကိုအမားနဲ့တွေ့ချင်တဲ့အကြောင်းအရာလေးကဘာလဲဆိုတော့ပေါ့နော်တရားစုအကြောင်းမှာဟိုတစ်နှစ်တာလုံးပေါ့နော်တစ်နှစ်တာလုံးကလေးတွေကကြိုးကြိုးစားစားသူတို့တွေအကောင်းဆုံးကြိုးစားပြီးသွားရင်ပေါ့နော်သူတို့တစ်နှစ်တာလုံးမှာကြိုးစားလာခဲ့တဲ့သူတို့ရဲ့အချိန်တိုင်းစကန်တိုင်းသူတို့လှူရှားမှုတိုင်းကိုပေါ့နော်ဆီယာမတွေက main teacher တွေက homeroom teacher တွေကပြီးသွားရင်ကျောက်တွေက coordinators တွေကပေါ့နော်အကုန်လုံးကနေပြီးမှ record လုပ်ထားတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးငယ်ပြီး တို့တွေတငယ်ချင်းချင်းကိုတို့တွေဟိုတန်တဲ့တယောက်ပေါ့နော် ပေါင်းတင်ဆက်ဆိုင်ရတာဆိုအကုန်လုံးကိုကြည့်ပြီးတော့မှအကြောင်းရဲ့တနှစ်တာလုံးမှာပေါ့နော်တကယ်အထူးကျွန်ဆုံးဘတ်ဆုံးထူးကျွန်ဆိုတဲ့အာတောင်းသားတောင်းသူဆုဆိုပြီးတော့ Student of the Year Award ဆိုပြီးတော့ပေးတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျမတို့ဒီမှာတကြောင်လုံးမှာတိတိလိုက်တဲ့အခါမှာပေါ့နော်ပြင်မဲ့ဆိုအဲ့ဆုရဖို့ဆိုတော့အရန်ခတ်တယ်အရန်ကိုလည်းပြိုင်ဆိုင်မှုလည်းပြင်းထန်တယ်ဘာဖြစ်လို့လဲဆိုတော့သာတော်တာတခုလေးလည်းမရဘူးပေါ့နော်သူရဲ့ personality ရောဘာတွေရောအကုန်လုံးက background ကလည်းအကုန်လုံး clear ဖြစ်မှာ background clear ဖြစ်တယ်ဆိုတော့ဘာလဲဆိုတော့ဟိုအတန်းထဲမှာတငယ်ချင်းတွေနဲ့ရှန်ဖြစ်မပြတ်မဖြစ်ဘူး bully လောက်တာတွေမရှိဘူးတငယ်ချင်းတွေနဲ့ပေါင်း စ်ဆက်ဆံရေးကောင်းနေဆရာဆရာမတွေပေါ်ကိုလည်း mutual respect ထားရတယ်အဲအဲ့အရာတွေကအစားပေါ့လူတော်လူကောင်းဆိုရဲပေါ့နော်အဲအဲ့လိုမျိုး standard လေးနေပေါ့နော်တေချာရွေးထားရဲဆိုတဲ့အတွက်ကြောင့်တခြားလူမှကြိလိုက်တဲ့အခါကျရင် အဲ့လိုမျိုးစုရဖို့လည်းအရင်ခတ်တယ်အရင်လေးပြိုင်ဆိုင်မှုပြင်းထန်တယ်လို့မျိုးတိုင်ထဲမှာနှစ်ယောက်ကဘာမှမရဘူးပေါ့နော်ဆိုတော့အဲ့တော့တူတူချာချာမှာအာဒီတတလင်းစင်ဟန်နဲ့သမီးလေးခင်မိုးဆိုင်အင်ရပေါ့နော်ဒီအင်ရမောင်နှမနှစ်ယောက်စလုံးရရဲဆိုတာကအရန်ကိုအံ့ဩဖို့လည်းကောင်းတယ်အရန်ကိုလည်းမိဘမမေကိုလည်းအရန်ကိုအားကြတယ်ဟိုကိုကလည်းကိုကလေးအမေအနေနဲ့ပေါ့နော်ကြည့်မယ်ဆိုရင်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကိုတတသမီးနှစ်ယောက်ရှိရနှစ်ယောက်စလုံးစုရတယ်ပေါ့နော်ဆိုတော့အဲ့အတွက်လည်းအများကြီးခုယူပါတယ်အဲ့အတွက်ကြောင့်ပေါ့နော်ဒီနေ့အာမီတင်လေးရပေါ့နော် အမအောင် request လုပ်ပြီးတော့မှတတတော်မိမိတို့ကိုဘယ်လိုမျိုးပြုစုပြုထောင်ခဲ့လဲဒီလိုမျိုးစုရအောင်ဘယ်လိုမျိုးစူးစမ်းခဲ့လဲပေါ့နော်အဲ့ဒါလေးကိုခြားចောင်းသားចောင်းသူတွေကလည်းအာចောင်းသားចောင်းသူတွေចောင်းသားမိဘတွေလည်းတိအောင်ပြန်လဲပြီးတော့မှဝေမျှပေးစီခြင်းလို့ပါရှင်းဟုတ်ချေစုပါအဲ့တော့အရင်ဆုံးအနေနဲ့တတအလင်းစစ်ဟောင်းမေးမယ်ပေါ့နော်ဆိုတော့ချေမြမလေးမြမလိုလေးပဲပြောလိုက်မယ်နော်တတနော် ဆိုတော့တတားကအခုဒီ Student of the Year Award ရအောင်လို့ပေါ့တော့တတားဘလို့ကြီးစူးစားခဲ့လေရတဲ့အချိန်မှာတတားဘလို့ခံစားရလဲအဲရပြီးတဲ့အခါမှာဟောတတားကဒီလိုမျိုး Student of the Year Award ရထားတဲ့တကယ်ဘတ်ဆောင်ထူးချူចောင်းသားအနေနဲ့ဟောဘလို့ဆက်ပြီးတော့စူးစားဖို့ကိုကိုကိုပေါ့နော်ရည်ရွယ်ပြီးတော့စိတ်ပိုင်းဖြတ်ထားလဲအဲ့ဒါလေးပြပြပေးပါဦးတတားအင်းကျောင်းကနေအိမ်ပြန်လာတနေ့တာတနေ့ချလောက်ထားဟာရောပြန်နှွေးပြီး homework များကိုလည်း ပုံမှန်လုပ်ပါတယ်ဟွန်း store out တရရရဲ့အချိန်မှာပျော်ရွှင်ပါတယ် okay အဲ့တော့ store out the year word ရတဲ့ခါတော့ပြီးတော့ဗောနော်အခုရပြီဆိုဦးနောက် academy ရခုတက်တော့မယ်ဗောနော်အဲ့တော့ရတဲ့ခါကျရင်ကိုဒီစုရရဲ့ចောင်းသားဘယ်လိုမျိုးပြုမှုနဲ့နေရမလဲဘာလဲညာလဲဆိုတော့တသသိတယ်မလားအဲ့မှာရေးထားရလीနော်ဆိုတော့အဲ့တော့တသဘယ်လိုမျိုးပို့ပြီးစူးစမ်းမလဲကိုကခြားចောင်းသားရဲ့စံပြចောင်းသားဖြစ်အောင်ဘယ်လိုမျိုးလုပ်ဖို့ကိုရည်ရွယ်ထားလဲတသ အဲ screen screen time show ပြီးတော့စာပို့လုပ်ဖို့ရည်ရွယ်ထားပါတယ်ရွေးထားရဟုတ်ပြီအဲ့တော့ចောင်းမောင်ကိုတငငယ်ချင်းနေနဲ့အာတငငယ်ချင်းနေနဲ့ပေါင်းသစ်ဆက်ဆံရေးပဲဖြစ်ဖြစ်ចောင်းမောင်ဒီအချားပေါ့နော်ဒီဥမာဆိုရင် activities တွေပေါ့ပွဲတွေပွဲတွေကြရင်ရောတငငယ်ချင်းနေနဲ့ပို့ပြီးတော့မှ participate လုပ်ဖို့ရောစိတ်ဆိုပါလေစိတ်ပိုင်းဖြတ်ထားလားဖြတ်ထားပါတယ်โอเคအဲ့တော့တတလေးလာရဲ့ subject တွေဒီမှာတတဖေဖာသားကိုစိတ်ဝင်စားစရာ စိတ်ဝင်စားရလဲအ အဲအင်္ဂလိပ်စာစိတ်ဝင်စားဘာဖြစ်လို့စိတ်ဝင်စားရလဲအဲအင်္ဂလိပ်စာကိုလေးလာရကြိုက်ပြီးစာအုပ်များကိုဖတ်ရကြိုက်လို့โอเคဟုတ်ပြီဟုတ်ပြီဟုတ်ပြီအဲ့တော့အဲ့တော့တသက်ချစ်စုများကြီးတက်ပါတယ်အဲ့တော့တသက်တချစ်စုကြောင်းမှာပေါ့နော်စာမဟုတ်ဖ ೇನೆ အခြားအရာကြီးပေါ့နော်ဒီမှာကြောက်တဲ့နေမှာအကြိုက်ဆုံးတစ်ခုပြောပြောပါဆိုဘာလေးဖြစ်မလဲတသက် အဲတငယ်ချင်းနေနဲ့ဆော်ရကြိုက်ပါတယ်။ Okay okay thank you ပါတတရပါပြီ leave လို့လေးရပါပြီ thank you bye bye ။ Okay အဲ့တော့တမီးလေးတမီးလေးကိုမေးမယ်ပေါ့နော်။ဆိုတော့ခင်ဘိုးဆန်ခင်ဘိုးဆန်ကတမီးအခုဒီလိုမျိုးပေါ့နော်။ Strong of the year award ရအောင်တမီးဘလို့ကြိုးစားခဲ့လဲပြောပြပါအောင်။အဲကျောင်းကနေအိမ်ပြန်လာရဲ့အဲတမီးစာပြန်လုပ်ပြီးတော့ homework တီးလဲလုပ် ဟုတ်ဝတ်တယ်လဲလို့တဲ့ဟုတ်တယ်ပြီးဒီနေ့ဒီနေ့မှာတမီ weekly assessment နေမှာဆိုရင်တမီကဒီဟိုကိုကဘယ်လိုမျိုးပေါ့နော်ဒီဒီဟာနဲ့ပတ်သက်ပြီးတော့မှဥပမာဆိုဒီတစ်ပတ်မှာကိုက match ရှိရပေါ့နော်အဲအဲ့ဆိုတမီကဘယ်လိုမျိုးချွတ်တင်ပြီးပြင်ဆင်တာရှိလဲ ပုံမှန်ပဲတကယ်ဒါတော့လေညဆိုရင်တကယ်လို့တင်ပေးလိုက်တဲ့ဟာတွေသူသူ့ပုံမှန်ပြန်ကြည့်ခိုင်းတာပေါ့ကျဲအဲ့လိုမျိုးပေါ့အမြဲတမ်းနဖန်ဖြည့်ဖြည့်ဖို့နာတင်ချာဖြည့်ဖို့နာရှိရဲဆိုလို့ချင်းသူအဲ့အဲ့နေညောက်တင်ချာအဓိကထားပြီးတော့သူပြန်လေးလာခိုင်းပါလေကျဲဟုတ်ပါဟုတ်ကျေးဇူးပါအဲ့တော့တမိစုရတဲ့အခါမှာရောတမိဘယ်လိုမျိုးခံစားရလဲပြောပြပါဦးပြောပြောပြောတယ်ဟုတ်ပြီအဲ့တော့နောက်ဆက်ပြီးတော့စူးစမ်းဖို့ရောကိုကိုဘယ်လိုမျိုးခံယူထားရလဲ အစာတိရှာကျိုးစာစာတိတာကျိုးစာ Okay thank you ပါသမီးเนาะ Okay ရပါပြီ thank you ပါ bye bye ဟုတ်ကဲ့မမင်္ဂလာပါအဲ့တော့ကလေးတွေကကျတော့တို့ကကိုအင်္ဂလိပ်လိုပဲပြောရဆိုတော့တို့ကဗမာလိုတိတ်မပြောတတ်ဘူးပေါ့နော်ရပါတယ်ဒါပါပဲတို့ပြောတတ်တော့ပြောရတာဆိုတော့လေအဲ့တော့မမေနဲ့ကျတော့ဟိုလူကြီးကြောင့်ကိုပြောတတ်တာပေါ့နော်ဆိုတော့အဲ့တော့ဟိုတားနဲ့ရောတားရောတမီရောပေါ့နော်ပြီးရတယ်နောက်ကကျတော့တူလေးလေးရှိရေနော်တူတူတူမှာလေး တူမာလေးလည်းထည့်ရတယ်နော်ဟုတ်ကဲ့တူမာလေးလည်းရတယ်နော်ဆိုတော့တူမာလေးရဲ့ဖြူစင်ဝင်လည်းရတယ်နော်ဆိုတော့အဲ့တော့ဟိုကျမတို့အကြောင်းရဲ့ record ရဆိုရင်တမီလေးကခင်ဗိုးဆန်ရပါတော့သူကထမ်းမွန်းမှာလည်း top one ရတယ်နော်ထမ်းမွန်းထမ်းမွန်းမှာလည်း top one ရတယ်ပြီးတော့နောက်တစ်ခါကျတော့သူကဒီစုရရလည်းအများကြီးရတယ်ပေါ့နော် BSM နေကအကုန်လုံးအကြောင်းအပြည့်ရစုရစုရစုရမှာလည်းတောက်လျှောက်သူက စုတွေတောက်လျှောက်ရတယ်ပြီးရင်နောက်ခါကျတော့ဟို Olympic exam တွေမှာဆိုရင်လည်းဝင်ပြေဆိုလည်းသူစုတွေရထားတဲ့ record တွေရှိတယ်ပြီးရင်နောက်ခါကျတော့ဒီ character နဲ့ပတ်သက်ပြီးတော့ personality နဲ့ပတ်သက်ပြီးတော့စုတွေဆိုလည်းသူကအများကြီးရှိတယ်ပေါ့နော်တမီလေးလီလီပေါ့နော်ဆိုတော့ပြီးရင်နောက်ခါကျသူကလိမ်လဲလိမ်မာတယ်အနေလဲအေးတယ်ပြီးရင်နောက်ခါကျဆရာဆရာမတွေနဲ့လည်းသူကကောက်ကောက်ကို mutual respect ထားပြီးတော့ဆက်ဆံတယ်ပြီးရင်တငယ်ချင်းတွေနဲ့လည်းရံဖြစ်တာတွေဘာကြီးမရှိဘူးကလေးရပေါ့နော်တကယ်ကိုတစ်တစ်ချာချာဟိုတငယ်ချင်းတွေနဲ့ကောက်ကောက်ကို communicate လုပ်နိုင်တဲ့ကလေးတယောက်ဖြစ်တယ်ဆိုတာလည်းတွေ့ရှိရတယ်ပေါ့နော်ပြီးရင် assessment ဖြေတိုင်းဖြေတိုင်းမှာလည်းသူက top 1 2 3တော့အမြဲတမ်းဝင်နေကလေးလေးပေါ့နော်ဆိုတော့ဒါသမီးလေးအကြောင်းပေါ့နော်တားလေးကကြတော့သူက သူကသူကသူကလည်းအတိုင်းပဲတမိလေးလိုပဲသူကသူကလည်း top 1 to 3ရေးရထားတာရှိတယ်ပြီးဟိုဘာလဲဘာသာရေးတူခုနပြောပြောသွားတယ်လို့ပဲအင်္ဂလိပ်စာမှာဆိုရင်လည်းသူကဒီအမှတ်အမြင့်ဆုံးစုရခဲ့တယ်ပေါ့နော်သူအင်္ဂလိပ်စာအကြိုက်ဆုံးဆိုရဲပြောထားတဲ့အတိုင်းပဲပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းအာဘာသာရေးမှာလည်းသူကအမှတ်အမြင့်ဆုံးစုရရထားတာရှိတယ်ပေါ့နော်တတားပေါ့နော်ပြီး maths မှာလည်းသူရခဲ့တာတွေရှိတယ်ဆိုတော့ပြီးနောက်တစ်ခါကျတော့သူကဟို ဟိုအเจ้าမှရှိတဲ့ activities တွေမှာလည်းသူကစုရရထားတဲ့ record ကြီးရှိတယ်ပေါ့နော်တတအလင်းစင်ဟာလည်းပေါ့နော်သူကပြီးအမြဲတမ်း smart chatter နေပေါ့နော်နေတတ်တယ်ပြီးဆရာဆရာမကြီးနဲ့အာပြီးအတန်းမှာပေါ့နော်သူတို့ discussion time မှာဆိုရင်လည်းသူကအမြဲတမ်းတိတိချာချာလုံးဝပေါ့နော်ဟိုတတတချာနဲ့ပါဝင်ဆောင်ရွက်တယ်တငယ်ချင်းတွေနဲ့ဆိုရင်လည်းအမြဲတမ်းရီရီမုံမုံလေးနဲ့ပေါ့နော်တခါမှဟိုအเจ้าရဲ့စီမီစီကန်းရပေါ့နော်ခေါ်ပြီးတော့မှစုံမရတာခေါ်ပြီးလက်မှတ်ထိုးရတယ်မပါဘူးပေါ့နော်တကယ်ဘယ်သူနဲ့မှရံဖြစ်တာမရှိဘူးရံဖြစ်တာမရှိဘဲနဲ့တိတိချာချာလိုက်နာပြီးတော့မှ ဆောင်ရွက်တယ်ပြီးတော့တခါမှ homework ပေးလိုက်တဲ့ဘာမပြီးရနေဆိုတာမရှိခဲ့ဘူးအမြဲတမ်းတည်တည်ချာချာသူ့အလုပ်ကိုသူတည်တည်ချာချာလုံးဝပေါ့နော်အာ discipline ရှိရှိကောက်ကောက်နဲ့အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့ဟာကိုလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုရင်ကလေးနှစ်ယောက်ကခုနဒါကျမတို့အကြောင်းရဲ့တွေ့ရှိရတယ်ပေါ့နော်ကလေးနှစ်ယောက် record လေးပေါ့နော်ဆိုတော့အဲ့လိုမျိုးကလေးတွေကိုသူတို့က ဟိုပြောမယ်ဆိုအခုခေတ်မှာပေါ့နော်အထူးသဖြင့်အာ international school မှာကလေးတွေကစာလဲတော်တယ်လို့မျိုးဟို personality လဲကောင်းအောင်လို့ဖို့ဆိုတာမလွယ်ဘူးလीနော်ဆိုတော့မိဘတယောက်အနေနဲ့ဆိုရင်အများကြီး ဒါဒါကလေးတယောက် personality ကောင်းတယ်ဆိုတာလေမိဘမိဘကောက်ကောက်တင်ပြီလို့လဲပါတာပေါ့နော်ဆိုတော့အဲ့တော့ဘယ်လိုမျိုးကလေးတွေကိုဒီလိုမျိုးဟိုရေရေမော်မော်လေးနဲ့ဟိုလူကောင်းလေးပေါ့နော်လူကောင်းလေးဖြစ်အောင်လဲတင်ပေးသလိုမျိုးလူတော်လေးဖြစ်အောင်လဲဒီလိုမျိုးအမှတ်တွေစုတွေ top တွေလဲရအောင်လို့တင်ပေးခဲ့လဲပေါ့နော်ဆိုတော့အမဘယ်လိုမျိုးကလေးကိုပြုစုပြုထောင်ခဲ့ဆိုတာ ਨੇ ပတ်သက်ပြီးပြပြပေးပါဦးရှင်ကျေးဇူးပါဟိုကျမတို့ကတော့လေအိမ်မှာဟိုစီဝိုင်းလောက်တာဈေးဆိုင်ဖွင့်တာဆိုတော့ ကလေးရောအနီးကပ်ကြီးတအားကြီးလိုမျိုးပေါ့စာလောက်တဲ့အချိန်မှာလဲသူတို့နားမှာတော့မထိုင်နိုင်ဘူးပေါ့ဒီချက်ဒါပေမဲ့သူတို့တော့ဟိုအတိတရားလေးရှိအောင်လိုမျိုးကိုစာကို ကိုအလောက်ကိုကိုတောင်းယူတတ်အောင်တော့နားဝင်အောင်တော့အမြဲတော့ပြောရပါပေါ့ချဲကျမတို့ကအဲအမြဲတမ်းအားနေရမိဘတွေမဟုတ်ဘူးညဆိုရင်ဆိုင်ဆိုလဲ9နာရီ9နာရီခွဲလောက်မှဆိုင်ပေးရတယ်သူတို့ဆိုဒါပေမဲ့ကိုကတော့9နာရီနဲ့9နာရီကြာမှတီရှယ်ပြောတယ်လို့ဆက်စတာကြီးရှိရမယ်ဆိုတာလေအမြဲတမ်းသူတို့ကိုအမြဲတမ်းအဲ့လိုမျိုး အဲ့အချိန်ဆိုရင် စာလုံးရမယ်ကျောင်းကပါလာတဲ့ homework မှန်သမျှအကုန်လုံးရမယ်သူတို့ပပမမကတားရုံနာမှာမနေနိုင်ဘူးเนาะကို့အသိစိတ်နဲ့ကိုလုံးရမယ်စာသင်ချိန်မှာဆိုလဲတေချာကယူဆိုင်ပေးပါဘာလို့ဆိုတော့ဖေးမေက ဒီလိုမျိုးပေါ့သားတို့လိုမျိုးပညာရည်တက်စီခြင်းလို့ပတ်စံနေကုန်ကြခံပြီးတော့ဒီလိုတိရှိအကြောင်းထားပြီးထားရပေါ့နော်တစ်နှစ်တစ်နှစ်ကိုသွင်းရတဲ့ငွေရနဲရမုံသားတို့ဘက်ကကြိုးစားပြီးမှဒီဖေးမေကပတ်စံကုန်ရကျိုးနဲ့မယ်ပင်မဲရကျိုးနဲ့မယ်ဆိုတော့အရာကိုအမြဲတမ်းကိုကတော့ပြောတာပေါ့ကျေ အဲ့လိုမျိုးလေးပဲသူဒါသူတို့အသီးစိမ့်နဲ့သူတို့စူးစမ်းကြတာဒီချက်ကျွန်တော်တို့ကတော့သူတို့အဲ့လိုမျိုးလေးဖြစ်အောင်တော့အမြဲတော့နားသွင်းပြီးနေရတာပေါ့သူတို့လေအဲ့လိုသူတို့နားမှာတော့ထိုင်ဆောင်ပြီးတော့မနေပြီးနိုင်အောင်ချေ homework တွေဆိုလည်းအမြဲတမ်းလုပ်ကျောင်းကတီချယ်တွေအဲ့လိုတိုင်းတာကြားတယ်တီချယ်တွေကဒီလိုဒီလိုတခုခုပေါ့ homework မလုပ်လောက်အောင်เนาะစာနဲ့ပတ်သက်ပြီးတိုင်ခိုင်ရရင်မမတို့ကနင်တို့အဲ့ဟိုပေါ့ စကရင်တိုင်းတွေကိုဘာလျှော့မယ်ဘာလျှော့မယ်အဲ့လိုမျိုးတွေနဲ့အပြစ်ပြန်ပေးရပါတယ်ဒီကျေရိုးဘက်ကဟိုဘက်ဟောင်းရုံးတီချယ်ဘက်ကအဲဒီကလေးဒလိုလေးအပြစ်လေးရှိလာပြီဆိုရင်ဒီဘက်ကလည်းအပြစ်တစ်ခုပြန်ပေးပေါ့အဲ့လိုပုံစံနဲ့ပဲအုပ်ချုပ်သွားတာတချေဟုတ်ထိန်းတိုင်းတင်းချောင်းသွားတာပါတချေဟုတ်ကျေးဇူးပါပြောဟောတော့ဗတ်တတော်ကသူတို့မောင်နှမတွေရှိရဆိုတော့နော်ဟိုသူတို့စလို့ရကြသူတို့တူတူလောက်ကြတာတူတူလောက်ကြတယ်ကျေဟုတ် ပေါ်ရတာဒီဆိုင်နားမလဲတဲ့ဟာလေးဆိုအကြီးတွေကိုမေးပေါ့အကြီးတွေပြောလို့မှနားမလဲဆိုကျောင်းကတီချယ်ပြန်မေးအဲ့လိုမျိုးနေပဲသူတို့အချင်းချင်းပဲပြန်ပြီးတော့ပဲသူတို့ပြန်ရှင်းပြခိုင်းလိုက်တာကျဲဟိုကျမတို့ကြတော့တီချယ်တို့ကျောင်းကတင်ငန်းဆိုင်နေကြတော့အရန်အလှမ်းဝေးရလीအဲ့လိုမျိုးပေါ့ကိုကိုတိုင်းလည်းမရှင်းပြတတ်ဘူးအဲ့တော့ အငယ်တွေကခင်ပိုးစံလေးနားမလည်ဘူးဆိုအဲအခုပစ္စည်းကသတ္တောပြန်ရှင်းပြခိုင်းပေါ့ဒီနားမလဲတဲ့အတူပြောရမှမရှင်းနားမလဲသေးဘူးဆိုရင်ကျောင်းကတီရှယ်တွေပဲပြန်မေးဆိုမှန်မှန်တော့ကျောင်းကတင်ခဲ့တဲ့စာတီရှယ်တွေတင်လိုက်တာနဲ့တင်ကိုသူတို့အတွက်ကတော်တော်အဆင်ပြေပါတယ်ချေကိုအတွက်ဒီဘက်ကလေဟိုလူကြီးကထက်ပန့်ပိုးပေးစရာ မလိုလောက်အောင်ကျောင်းဘက်ကနေပြီးတော့အဆင်ဟိုတေချာတင်ပေးလိုက်တယ်ပေါ့နော်ချေအဲ့လိုမျိုးပေါ့ ကဲပါဟုတ်ကျေးဇူးပါခုနအမပြောသလိုဆိုရင်တသားတို့မမီတို့ကိုအိမ်မှာပေါ့နော်ခုနိုင်ရက်နေ9နိုင်ဆိုရင်တို့ကို self study time လေးကိုလုပ်ဖြစ်အောင်လုပ်တည်တည်ချာချာလေးပေါ့နော်ဟိုပြမစို့ discipline လေးလုပ်ထားရဲဆိုတာအရင်ကောင်းနေပေါ့နော်အဲအလားမသာနေဒါပါဖြစ်ဖြစ်တို့ဟိုကြောက်မှာစာရှိရှိမရှိရှိဒါခုနိုင်ရက်နေ9နိုင်ဆိုစာလုပ်ကိုလုပ်ရမယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတို့တို့ practice လုပ်ပေးထားတော့အာတို့ကဒီချိန်ဆိုရင်ငါစာလုပ်ရမယ်ဆိုတော့ဟို sense လေးဝင်သွားတာပေါ့နော်ဘာသာဒီလိုမျိုးကလေးတွေကိုအမတို့ကငငယ်လေးတွေက self study ကိုတည်တည်ချာချာပြိုးထောင်ထားရင်ပေါ့နော်ဥပမာဒီပတ်လို့လိုမျိုးဒီအသက်ရွယ်ကြရင် သူတို့ကနိုင်ငံသားမှာကြောင်းသားတက်တဲ့ခါကျရင်ကျတော့ကို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 အားကိုကိုတက်သွားပြီးသူတို့ဒီဟာကိုကိုအချင်းကိုကိုတည်တည်ချာချာကောက်ကောက်ပေါ့နော်ဟာငါဒီချိန်ဆိုဒါလောက်ရမယ်ဆိုတော့စိတ်ကိုလည်းကောက်ကောက် control လုပ်တက်သွားတယ်ပေါ့နော်ဆိုတော့ဒါတွေကအရန်ကောင်းနေပေါ့နော်ဒါကလေးတယောက်ကိုဒါဒီချိန်ဒီချိန်မှာသူစာလောက်ရမယ်ဒီချိန်ဒီချိန်ရဆိုရင်ကျန်တဲ့ဟာတွေလုံးမလုပ်ရဘူးကျန်တဲ့ချိန်မှာကိုခဏဆော့စီရရှိရဆော့ဒီချိန်ဆိုတော့စာပဲလောက်ရမယ်ဆိုပြီးတော့အဲ့လိုမျိုးကောက်ကောက် practice လုပ်ထားပြောမယ်ဆိုကလေးတယောက်ကသူ့မှာနေ့စဉ်နေ့စဉ်ပေါ့နော်ဒီချိန်ဆိုရင်အများအား consistency ရှိတယ်လို့လည်းပြောလို့ရတယ်ပေါ့နော် discipline တစ်ခုလည်းရှိတယ်လို့ပြောလို့ရတယ်ပေါ့ ဒါနေနေတူကအမြဲအမြဲလောက်သွားတော့ဒီနေ့နေနေနေကမသိတာပဲမြဲအဲကြာလာတဲ့ခါကျဒါ तू ကစာလဲလိုက်နိုင်တာလေတခုခုဘာမှလဲ तू တငယ်ချင်းနေနောက်ကိုနောက်ကောက်ကြကြံရလဲမရှိဘူးပေါ့နော်သူ့ကို तू လဲ तू နေစင်မှာငါဒါလေးတခုခုပြီးသွားတယ်ဆိုရက်ကိုကိုပေါ့နော်ဟို confidence လေးတက်တယ်ပေါ့နော်အဲအဲ့အရာအကြောင်းလဲပါမယ်လို့ထင်နေပေါ့ကလေးတွေသူတို့စာတွေရလာတယ်ပြီးတော့ခုနအမပြောသလိုပဲဘာမှအိမ်ကတော့ထပ်မပန်ပိုးပေးဘူးသူတို့ကလေးရသူ့ဘာသူတို့စူးစမ်းရဲဆိုတာပေါ့နော်ဆိုတော့အဲ့အတွက်အရန်ဟို မိမိဘကိုလည်းအများကြီးဂုဏ်ယူတယ်။ဒါဆိုဒီခေတ်မှာမိဘရဲ့အများလှုပ်ရှုပ်တဲ့အချိန်မေးဖို့ကလည်းမလွယ်ဘူး။ဒါပေမဲ့ဘာဖြစ်ဖြစ်ကလေးကိုပေါ့နော်ဒီအချိန်မှာတသက်မတည်းအလုပ်လုပ်တတ်အောင်ဒီဟာကိုဒါမှထားလုပ်တတ်အောင်တည်တည်ချာချာလေး train ပေးနိုင်တယ်တည်တည်ချာချာလေး discipline လုပ်နိုင်တယ်ဆိုတာအရန်ကောင်းတဲ့အလေးထားပါ။ဆိုတော့အဲ့ဒါလေးကိုလည်းဆက်ဆက်ထင်းသွားရင်တတော်မျိုးလားဒီထက်ပိုတော်တဲ့လူဖြစ်မှာပါပေါ့နော်။ဟုတ်ကဲ့ပါ။ပြီးတော့နောက်ဆုံးတစ်ချက်နေနေပေါ့နော်။တစ်ချက်စုကြောင့်ကိုဘာကြောင့်ရွေးချယ်ပြစ်တာလဲပေါ့နော်။ဘာကြောင့်ဆက်ထားပြစ်တာလဲပေါ့နော်။အဲ့ဒါလေးတစ်ချက်လေးလေးပြောပြပါဦးရှင်အမ။ဒီချက်အကြောင်းကလေကျမတို့က အဲသဘောကြတာလေကြက်အပတ်တိုင်းဆောင်းဝဲလုတ်ပေးနေရောအရန်သဘောကြရကြက်အဲဆောင်းဝဲလုတ်ပေးတော့ကလေးရလေဟိုတရက်စာတရက်ကိုစာလုတ်ဖြစ်တယ်အော်ဒီတောက်ကြနေတိုင်းမှာဆောင်းဝဲရှိရဲဆိုတော့အတွင်းနဲ့ပေါ့နော်သူတို့အမြဲတမ်းစာလုတ်ဖြစ်တယ် နောက်ပြီးတော့အဲဒီချက်အကြောင်းကလေမိသားစုလိုလဲနှွေးထွေးတဲ့အချက်ရယ်ဘယ်လိုပေါ့ကိုဘက်ကအဆင်မပြေရာရှိရဆိုလဲချက်ချင်းအရေးတကြီးပြန်လုပ်ပေးရမျိုးတွေဆိုတော့လေအဲ့လိုမျိုးအကြောင်းနေရတခြားအကြောင်းနေမှာအဲ့လိုမျိုးမရှိဘူးတီချယ်တို့ဘက်ကကိုကွန်ပလိန်တက်လိုက်ပြီဆိုရင်တီချယ်တို့ဘက်ကလုပ်ပေးနိုင်တဲ့ဟာမျိုးဆိုချက်ချင်းလုပ်ပေးရမျိုးပေါ့အဲ့လိုမျိုးမိသားစုလေးနှွေးထွေးရလဲပါတယ်ချက်အဲ့လိုအမြဲတမ်း ဒီ assessment နေလုတ်လုတ်ပြီးနော်ကလေးကစာနဲ့မပြတ်တော့ဘူးပေါ့သူတို့ပေါ့ပေါ့ဆဆမနေရဘူးပေါ့အမြဲတမ်းစာလုံးရမယ်ဆိုတော့အတွေးလေးခေါင်းထဲရှိရအောင်လဲသဘောကျတာချေချေတို့ကြောင့်လေကျေးဇူးတိုင်းတမားတယ်ဟုတ်ကျွန်တော်တို့ဘက်ကလည်းအများကြီးပူကြိုးစားသွားမှာပါအဲတော့မိဘတွေဘက်ကလည်းပေါ့နော်ဘာဖြစ်ဖြစ်ကိုယ်ကယုံကြည်ပြီးတော့မှအထားရအတွက်ကြောင့်လဲပေါ့နော်ကျွန်တော်တို့ဘက်ကလည်းအခုပေါ့နော်အခုဆိုမိမိတို့တွေ့ရတဲ့အတိုင်းပေါ့အခုဆိုကျွန်တော်တို့ ဟာသုံးလပိုင်းအကုန်လောက်ကငလင်ဖြစ်တယ်ပေါ့နော်ငလင်ဖြစ်တဲ့ခါတုန်းကဆိုရင်လေဒါကဟိုဆမ်းမကလေးတွေရှိရဲ့ချိန်မှာဖြစ်တယ်ကလေးတော့ဘာမှမထိခိုက်ဘူးဟိုဆက်ဖွင့်တော့ရည်ဖွင့်လို့တော့ရည်ဒါပေမဲ့ကျမတို့မဖွင့်ခဲ့ဘူးပေါ့နော်အဓိကလက်ရှိကလေးတွေကိုလည်းကြည်တယ်ဂျိုမှာတက်မဲ့ကလေးတွေကိုလည်းကျမတို့ကြည်တယ်ပေါ့နော်အဓိကကလေးတွေ safety ကိုအရင်ဆုံးကြည်တာပေါ့နော်ကိုပတ်ဆိုင်ရဖို့ထားပေါ့အဲ့တော့အဲ့ရာတွေကို ဆုံးဖြတ်လိုက်ပြီးကျွန်တော်တို့ပိတ်ချပလိုက်တယ်ပေါ့ပိတ်ချပြီးကလေးဆိုရင်လည်းကျွန်တော်တို့ဆာမကလေးဆိုကျွန်တော်တို့ refund ကိုအပြည့်ပြန်အန်လိုက်တယ်အဲသူတို့မတက်တဲ့အတန်လာတွေအကုန်လုံးအဓိကကလေးတွေကိုတည်တည်ချာချာမိဘတွေကိုဖြတိဖြတ်ပြောပြလိုက်တာပေါ့နော် option ကအမ online ပြောင်းရင်ပြောင်းဒါပေမဲ့ချက်ချင်းကတော့ဘာလို့စိတ်ပိုင်းဆိုင်ရာသူတို့ထိခိုက်မှာစိုးလို့ပေါ့နော်ဆိုတော့ချက်ချင်း ကမ်ဘတ်စ်မဖြစ်ဘူးဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့မလုပ်လဲဆိုတော့တည်တည်ဆာဆာဟိုချုံမှာပေါ့နော်ကလေးတက်တက်ခါကြိုက်စိတ်ပိုင်းဆိုင်ရာအောင်ရုပ်ပိုင်းဆိုင်ရာအောင်လုံချုံအောင်ဆိုပြီးတော့မှကျွန်တော်တို့ဒီမှာအခုဆိုရင်ငလင်းနဲ့ပတ်သက်ပြီးတော့မှပေါ့နော်တည်တည်ဆာဆာ assessment လုပ်မဲ့ engineer အဖွဲ့လေး engineer ပညာရှင်တွေခေါ်ခေါ်ပြီးတော့မှတည်ချာစစ်တယ်စစ်ပြီးတော့မှအခုဆိုကျွန်တော်တို့ပြန်လဲ movement နဲ့ယာရီကိုလည်းတကယ်တက်ကြွတဲ့ပညာရှင်တွေပေါ့နော် engineer တွေရဲ့ engineer တွေကပဲဦးဆောင်ပြီးတော့မှတည်တည်ဆာဆာလုပ်နေရပေါ့နော်ဆိုတော့ဒါဆိုကျွန်တော်တို့တည်တည်ဆာဆာ public မှာချပြပေးရပေါ့ကြိုးပြီးတော့ချပြပေးရ ဒါတခုခုဆိုရင်တောင်းမှာကြတော့လေဟိုကျမကိုယ်လည်းခေါင်းဆောင်မျိုးမှာကျမတို့တွေကကိုကိုကလေးလိုမျိုးပဲကိုတွေးကြည့်တာပေါ့နော်ငါငါငါတာသမီဆိုရင်ငါဒါကိုငါလုံနိုင်ပါမလားငါတာသမီဆိုရင်ငါစိတ်ချပါမလားပေါ့နော်ဆိုတနေ့တည်းများတော့မိဘနေရာမှာကိုကခံစားကြည့်တာပေါ့နော်ဆိုတော့အဲအဲ့လိုမျိုးဆိုရတဲ့အတွက်ကျမတို့အခုတောင်းမှာဆိုရင်လည်း public မှာတင်ထားတယ်ဒီငလေးနဲ့ပတ်သက်ပြီးတော့မှကျမကဘယ်လိုပြင်ထားလဲအဲအခုတောင်းဖွင့်တဲ့ခါကျရင်လည်းကလေးတွေအကောင်းဆုံးဖြစ်အောင်လို့ကျမကနေပြီးတော့မှတနေ့တည်းများအကောင်းဆုံးဆောင်ရွက်နေတယ်ခုနမေမေပြောသလိုပဲမိဘရဲ့ဘက်ကကျမတို့ကို complaint နေတက်တယ်ကွန်ပလိန့်ဆိုတာဒါရှိမှာပဲဆိုတော့အလုပ်တစ်ခုလုပ်တဲ့ခါကျရင်ကျတော့ ော့အကုန်လုံးကအစီအပြေနိုင်တာတော့မရှိဘူးဒါပေမဲ့ complain တွေလို့တော့ပြောလို့မရဘူးမေတို့ဘက်က suggestion ပြောတာပေါ့နော်မေတို့က teacher ရေဒီလိုမျိုးဒီလိုမျိုးဒီလိုမျိုးလေးဒီလိုမျိုးလေးလုပ်ပြီးအစီအပြေမလားဆိုပြီးတော့တင်ပြရဲကျွန်တော်တို့တေချာမှတ်ထားတယ်အဲ့တော့မေတို့ဘက်ကတင်ပြတဲ့ခါကျကျွန်တော်တို့ကစဉ်းစားတာပေါ့နော်မိဘတွေကကိုယ်ကိုတိတိကျကျလေးထားပြီးတော့ဓာတ်ရိုက်လာပြောရဲဆိုတဲ့ suggestion ကိုကျွန်တော်တို့ကအရန်လေးထားပါတယ်အဲဒါကကိုလုပ်ပြရမယ့်တာဝန်ရှိတယ်ဘယ်လိုမျိုးဆောင်ရွက်ပေးရမယ့်တာဝန်ရှိရဲဆိုအဲ့အတွက်အဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ကတက်နိုင်တယ်မြတ်ကလေးတွေအတွက်လည်းကောင်းတယ်เจ้าမကလည်းဆောင်ရွက်နိုင်တယ်ဆိုရင်တက်နိုင်တယ်မြတ်အမြန်ဆုံးကောက်တယ်ပို့ပြီးဆောင်ရွက်ပေးတယ်ပေါ့ ပေါ့နော်အခုဆိုရင်လည်းဂျုံမှာကလေးတွေတောင်းတဖို့အတွက် ready ဖြစ်အောင်လို့ကျွန်တော်တို့ဘက်ကပေါ့နော်အများကြီးအကုန်ချခံပြီးတော့မှပို့ပြီးတော့မှဒီသူတို့ဘေးဒုက္ခတွေဖြစ်ဘေးရန်တွေရဲ့ဒီလိုမျိုးငလေးလိုမျိုးဟာရှိခဲ့ရင်လည်းကြိုတင်ကာကွယ်လို့ရတဲ့ဟာတွေကိုလည်းအများကြီးကြိုတင်ပြီးတော့မှပြင်ဆင်ထားပါတယ်ပြင်နောက်ကကြတော့ အကယ်ဒမီပိုင်းမှာလည်းမနေ့ကဆရာမတွေတော်များစုပဲပြန်တင်มาပေါ့เนาะဆရာဆရာမတွေရှိတယ်ပြီးတော့ရင်နောက်တစ်ခါကျတော့ဒီဆရာဆရာမတွေကိုဟိုဗလီကျောင်းမဆရာမိဘရင်းနဲ့ပေါ့เนาะဟိုကျမနဲ့ဒီ coffee meeting လေးလုပ်ထားတယ်ပေါ့เนาะအဲ့မှာမိဘရင်း suggestion ပေးထားတဲ့ဟာလေးကိုလည်းကျမတို့ account ထဲဖုံးနိုင်အောင်လို့အဲ့ဒါရင်းနဲ့ပတ်သက်ပြီးတော့လည်းအကုန်လုံးဆောင်ရွက်ပေးနေပါတယ်ပေါ့เนาะဆိုတော့အဲ့ဒါလေးကိုလည်းတင်းကောင်းအနေနဲ့ပြုတ်ပြတာပါဆိုတော့ကျမတို့လည်းဒီဂျုံမှာပေါ့เนาะကြောင်ကြောက်တတ်ဖို့တတတွေရောတတမိမိတွေမိဘတွေကိုအများကြီးတွေ့ဖို့အများကြီးမျှော်လင့်ပြီးတော့မှရှင်းခုံနေပါတယ်ပေါ့เนาะကျေးဇူးများကြီးတင်ပါတယ်မကြီးဟုတ်ကဲ့ပါဟုတ် စစ်တင်ပါရဲ့ရှယ်ဟုတ်ကဲ့ပါနောက်ကယူဆိုင်ပြီးတာနဲ့မကြောက်လေးချင်ဟုတ်ကဲ့ဟုတ်မျိုးစောလေးအဲ့အားကြီးလည်းအရန်သဘောကျချင်းအလိုတလားတခါလို့မိဘနဲ့တွေ့ဆုံတဲ့ကိုကလေးချင်းတွေကဒီလားဟိုဘာအားနေနေရဲဘာလုပ်ပေးသင့်နေဆိုတာမိဘဘက်ကဘလို့ပြန်ပန့်ပိုးပေးသင့်နေကလေးကိုဘလို့မျိုးလေးပြန်ပြီးတော့ဆုံးမပေးသင့်နေဆိုတဲ့အရာလေးရာအစားကိုကသိရလေအဲ့တော့ အဲ့အလေးလဲသဘောကျတယ်ကျေကျေကျေအဲ့ဒါတော်တော် home room home room teacher တွေနဲ့ main teacher တွေကဗောနော်သူကတလတစ်ခါ record လေးလုတ်ထားဗောလုတ်ထားပြီးတော့မှမိဘကြီးနဲ့တက်နိုင်သမျှတော့တလတစ်ခါအစည်းအဝေးလေးဗောနော်ဟိုအောင်းအောင်းပိတ်ရရှိမရှိရလာနေမှာဆိုရင်တော့တက်နိုင်သမျှတလတစ်ခါအစည်းအဝေးလေးလုတ်လို့ပြီးတော့မှမိဘတွေကိုကျမတို့ဘက်ကပြန်ပြီးမှတင်ပြတာဗောနော်ဘလိုဘလိုလေးရှိပါလေဘာလေးဘာလေးရှိပါဆိုအဲ့တော့မိဘနဲ့ဆရာမနဲ့ကလည်းပို့ပြီးတော့မှဟို communication ပို့ပြီးတော့ထိရောက်သွားတာဗောနော်ပို့ပြီးတော့မှချိန်ဆမိမိရှိတော့ကျမတို့ចောင်းသားနဲ့ចောင်းသားရဲ့မိဘရဲ့ဆရာရဲ့ဗောနော်ဆိုတော့၃ယောက်လက်တွဲညီညီ နဲ့ပို့ပြီးတော့မှအခုညီဆောင်ရပြီးလို့ရအောင်လို့ပါဟုတ်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဟုတ်ကျေးဇူးတင်ပါတယ်ကျေးဟုတ်ပါအဲ့ဒါဆိုမီတီလေးအားလိုက်တော့မယ်တော့မှနော်ကျေးဇူးပါဘိုင်ဘိုင်